السلام عليكم ورحمة الله وبركاته نحمده ونصلي ونسلم على رسوله الكريم أما بعد تنغانا أما سي نتون ليا چوسة شكو بيبو نبارة صحابي ربا تو يتاهو روما نينغانا دوريغا پانوالي صحابي كميا تروبه سي توقع في دواره ို့သားလေးအခုတော့အဖမ်းခံနေရတာနဲ့ပတ်သက်ပြီးစိတ်ထဲမှာတတော်ကိုသူစိတ်တော့ကားရဖြစ်နေတဲ့ဘာလို့လို့လုံးဝမမသိဘူးဖြစ်နေတဲ့ဘယ်တော့လို့တော့မှဘ누구ကိုပြောလို့ပြောမှဘာလို့လို့လုံးဝမမသိဘူးဖြစ်နေတဲ့စာဘာတွေကသူ့ကိုအပိဒကပြောတဲ့အဲ့တလောက်ကြီးတဲ့တော့ကမဖြစ်ပါနဲ့အလ္လာထိမ့်သိမ့်ပါပါစာမီကဘာပြောလဲဆိုရင် မာလစ်အရှ်ဂျာအီရာဒီအလ္လာဟူတာလာအန်နူဆာဘီကဘာပြောလဲဆိုရင်သူကလေးရဲ့စားရတောက်ရနေထိုင်ရင်းအတွက်ငါတောကဖြစ်နေတာမဟုတ်ဘူးငါကလေးရဲ့ဘာရာပြတ်သွားမှာကိုငါစိုးရင်မိတယ်ရောမနိုင်ငံကိုရောက်ပြီးတော့အဲ့ဒီရဲ့အနေထားတွေကိုကြည့်ပြီးတော့သူ့ရဲ့နှလုံးသားတွေကလည်းဒီထွက်သွားမှာကိုငါစိုးရင်မိတယ်ဘာရာပြောင်းသွားမှာကိုငါစိုးရင်မိတယ် အဲ့ဒီတော့ဒါငါကလေးနဲ့ပတ်သက်ပြီး သူရအခရတ်နဲ့ပတ်သက်ပြီးငါတော်ဘက်ခံစားနေရတဲ့တမန်တော်မြတ်ကြီးကိုတွားပြီးတော့ရှောက်ထားတော့တမန်တော်မြတ်ကြီးဆလလာဟ်အလိဝါဆလမ်ကဟဒက်မာလစ်ဘနအစ်တီရဒီအလာဟူတာလာနုကိုဘာပြောလဲဆိုရင်လူကြုံရလို့ရှိရင်သင်အတာကိုပြောတကွာကို လက်ကင်ထား la haula wala quwwata illa billah ကိုမြတ်မြတ်ဖတ်။နောက်ဆူရာတောက်ပါရဲ့နောက်ဆုံးအာယတ်ကိုဖတ်။ဂုဏာတွေကနေရှောင်းတကွာကိုလက်ကင်ထားအလ္လာဟ်ကိုညီမဲ့အလ္လာဟ်ထိမ့်သိမ့်မဲ့လာဟောလာဝလာကုဝတာအင်လာဘီလာဟူမြမြဖာနောဆူရာတောဘရဲ့နောက်ဆုံးအာယတ်ကိုဖတ်မဒီနာနဲ့တော်တော်ပဲအလန်းဝေးတယ်မဒီနာနဲ့ရောမနိုင်ငံ ကီလိုမီတာနဲ့ကြည့်မယ်ဆိုရင်ထောင်ကျော်ဝေးတယ်အဲ့တော့စာပြီးဘာလုပ်လဲဆိုရင်သူတာရဲ့အာခရတ်တပတ်တဲ့ပြီးတော့ဘယ်လောက်ဆုံးရင်ပြီလဲဆိုရင်နေ့စဉ်နမာဒ်အချိန်ရောက်လာပြီဆိုရင်အိမ်ရဲ့အုပ်စရိုင်းပဲပို့တဲ့ပြီးတော့တားကိုအတန်ပေးတဲ့တိုင်းအခုတော့ဖဂျရ်အချိန်ရောက်ပြီနော်တားဇောဟောရ်အချိန်ရောက်ပြီတားအဆရ်အချိန်မဂရစ်အချိန်အရှာအချိန်ရောက်ပြီနော် နေ့စဉ်နေ့စဉ်နမတ်အချိန်ရောက်လာပြီဆိုရင် သူ့အိမ်ရဲ့ဥစ္စာတိုင်းဘုတ်ကိုတက်ပြီးတော့ဒါကိုနမတ်ဖတ်ဖို့တွေ့တိုက်သွန်းနောက်ဆုံးအလဘကပဲသူ့ရဲ့သားလေးပြန်ပြီးတော့လွတ်လာတယ်မဒီနာရောက်လာတဲ့အချိန်လေးကိုမြင်ကြည့်တဲ့ဘာပြောလဲဆိုရင်ဘလုံးတရားမှာဘလို့အချင်းနဲ့မှာထဲထားလဲဆိုရင်မိုးကိုလည်းမမြင်ရဘူးမြေကိုလည်းမမြင်ရဘူးအဲ့ဒီလိုနေရာမှာ ဲ့ဒါလိုအကျဉ်းထဲမှာထည့်ထားလိုက်တဲ့သူတို့ပဲအခက်အခဲတွေနဲ့ကြုံနေဆိုတဲ့အကြောင်းကိုလည်းပြောပြတဲ့သို့တော့နမတ်အချိန်ရောက်တိုင်းရောက်တိုင်းအဖေ့ရဲ့အတန်ကိုကြားရတယ်ဆိုပြီးတော့တင်ပြနမတ်အချိန်ရောက်ပြီဆိုရင်မောဇင်ကဘလို့အာသာဆိုတဲ့အဲ့ဒီတိုင်းမဲ့သူ့ရဲ့အဖေရဲ့နမတ်နဲ့ပတ်သက်ပြီးတော့တိုက်တွန်းတဲ့အတန်ကိုကြားရတဲ့အဲ့ဒီအတန်ကိုနားထောင်ပြီးတော့နမတ်ဖတ်ခဲ့တယ်ဆိုပြီးတော့ စာပြီးရတာကတင်ပြတယ်အလိုမဲ့အံ့ဩဖို့ကောင်းတဲ့အကြောင်းရာဖြစ်တဲ့ဒီထဲမှာအံ့ဩတရားကတော့ဘာလဲဆိုရင်တားလေးရဲ့ဒီပြတ်သွားမှာကိုသူတော်ပဲဆိုရင်ငယ်တဲ့တားရဲ့အာခရတ်တပတ်ပြီးတော့တော်ပဲဆိုရင်ငယ်တဲ့အဲ့ဒီတော့ဓမ္မတဲ့အချိန်ရောက်ပြီးဆိုလို့ရှိရင်ဥဒ္ဒရိုင်းဘောကိုတက်ပြီးတော့သူရဲ့တားလေးကိုဓမ္မစနေပတ်တဲ့ပြီးတော့တိုက်တွန်းခဲ့တဲ့အလ္လာဟ်ကဒီအတန်ကို ဟိုးမိုင်းထောင်ချီကျောမှာအကျဉ်းကျနေတဲ့သူ့ရဲ့သားလေးရဲ့နားတွေကိုအလ္လာဟ်ကရောက်စေတော်မူခဲ့တယ်ဝါအာခီရူဒါဝါနာအလ်အလ်ဟမ်ဒူလ illah ရဘ်လ်အာလမီဝဆလာမူအလัยကွမ်ဝရဟမတူလာဟီဝဘာရကာတူ